ဂျက်ရှွာဘာနဲ့ရော့တန်တို့ထိုးရင်ဘယ်သူနိုင်မလဲဘယ်သူကပိုကောင်းနေလဲဝမ်ချန်ပီယံရှစ်ရဲ့စီးဟိုဖြစ်တဲ့ချက်ထရီကဂျက်ရှွာဘာအကြောင်းကိုခိုးပြီးတော့စုံစမ်းနေတဲ့ကိစ္စတွေကတော့အွန်လိုင်းပေါ်မှာကြီးကျယ်ကိုတက်လာနေပါ ರೀ ဝိုင်းရဲ့စီးဟိုဖြစ်တဲ့ချက်ထရီဟာမြန်မာနိုင်ငံမှာရှိတဲ့တကယ်ကိုမှကောင်းတဲ့ဖိုင်တာဗျာအောင်လာအန်ဆန်ခစ်အလွန်တကယ်ကိုမှစူပါစတားဖြစ်မဲ့သူကိုရှာပုံလို့ဖွင့်လာကြပါပြီဒါမဲ့မတွေ့ဘူးအခုမြန်မာပြည်သက်တွေကတော့ ပဲလိုက်မှုတွေမျက်နှာပေးမှုတွေလက်စာမှုတွေများတဲ့ဝါချန်ပီယံရှစ်ကိုတော်တော်လေးကိုစိတ်ကုံနေကြပြီးတော့ကျွန်တော်ရဲ့ချစ်တော်ရှိတဲ့ Joshua Van Shia UFC ကိုအကုန်လုံးကအဲ့ဒီဘက်ကိုပဲပုံအောကြည့်ရှုလိုက်လို့တော်တော်လေးကိုဂျေဝင်နေပြီဖြစ်ကြောင်းကြားသိရပါရီ Joshua Van ရဲ့ပွဲပြီးမှာတော့တကယ်ကိုမှကမ္ဘာနံပါတ်3 Fighter ကြီးကို အလဲထိုးနိုင်ခဲ့တဲ့ Joshua Van ကိုချီးရတာက Rotten ကတော့သတိရမိတယ်ဆိုပြီးတော့ Gabby Van ကပြင်လိုက်ရာကနေမြန်မာပြည်သူတွေက ငါတို့ရဲ့ဂျော့ရှွာဘန်ကိုရော့ထန်နဲ့နိုင်ရသလားဆိုပြီးတော့စိတ်ဆိုးရကတဲ့ခုလိုမျိုးကိစ္စတွေကသစားပြီးသစားပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါရယ်။ဗီရက်ကကြတော့ဘရိုနီကာတို့ရဲ့တိုင်ကမွေးထိုင်ကလပ်တထေးကြီးကဝိုင်းယေဆုဖြစ်တဲ့ချက်ထရီကိုတိုက်သွဲပြီးတော့ငါရဲ့ဟီးရိုးအသစ်ကဂျော့ရှွာဘန်ကွာဆိုပြီးတော့ကြွားလိုက်ရကနေပူမိုပြီးတော့ပွဲတွေကဆူသွားခဲ့တာပါ။ပြီးတော့မြန်မာပရိသတ်ကဘာဖြစ်လို့ရော့ထန်နဲ့နိုင်ရှိတာမချိုက်လဲဆိုရင် UFC ဆိုတာကကဘာပေါ်မှာနံပါတ်သက်အဖွဲ့အစည်းဖြစ်တဲ့ World Championship ဆိုတာက ကမ္ဘာအဆင့်မဟုတ်ဘူးနိုင်ငံအဆင့်ဖွဲ့စည်းပဲဖြစ်တယ်ဘယ်တကကြောင့်ကြေးလိုက်ဗျာလက်စားမှုတွေကများနေတာပဲတို့ရဲ့ time fighter ဆိုရင်နော်အနိုင်ပေးလိုက်နဲ့တခြားသော fighter တွေကမိနစ်သာရဖို့မပြောနဲ့ rotten ဆိုတာကလည်း why issue ဖြစ်တဲ့ chatry ရဲ့မွေးစားသားဒါကြောင့်မို့လို့နော် rotten ဟာတကယ်ကိုမှအဆင့်မရှိတဲ့ fighter တွေနဲ့ပဲထွေးရပြီးတော့ခုလိုမျိုးထိတ်တဲ့နေရာကိုရောက်ရှိနေတာဖြစ်တယ်လို့အားလုံးကဝေဖန်ထားကြတယ်အားလုံးကသိကြတယ် ရော့ထန်ဟာဘလောက်ပဲမွေထိုင်းမှာကောင်းတဲ့ဖိုက်တာပဲဖြစ်ဖြစ်ကမ္ဘာဆယ်ဖိုက်တာမဟုတ်ဘူးဆိုပြီးတော့ဝေဖန်နေကြပြီဖြစ်ပါတယ်ကျွန်တော်ရဲ့ဂျော်ရှွာဘန်ကဂျာရိုတကယ်ကိုမှကမ္ဘာနံပါတ်3အခွဲစီကတကယ်ကိုမှကမ္ဘာဆယ်ဖိုက်တာဗျာဒီလိုမျိုး level ရောက်ဖို့ဆိုတာတုံတိုင်ုံနဲ့မဖြစ်နိုင်ဘူးဂျော်ရှွာဘန်ရဲ့အချိန်တော်တွင်းမှာအခုလိုမျိုးကမ္ဘာထိပ်သက်နေရကိုရောက်နိုင်ဘူးဆိုတာကကြိုးစားတိုင်းနဲ့မဖြစ်ဘူးဆိုတော့အခုလိုမျိုးလက်စားတဲ့အခွဲစီကရော့ထန်နဲ့နိုင်နေတာကမြန်မာပြည်သူတွေက တတော်လေးကိုစိတ်သူနေကြဖြစ်ပြီးဂျိုရှွာဘန်နဲ့ရော့ထန်နဲ့ထိုးရင်ဘယ်သူနိုင်မလဲဆိုတာအပထားအခုကအခြေအနေအများကြီးကွာပြီဆိုပြီးတော့ပရိသတ်တွေကတော့မတ်ချက်ပြီးနေကြပြီလေဖြစ်ပါရဲ့နော်ပရိသတ်တွေရောဘယ်လိုထင်လဲတော့ပြောခဲ့ကြပါဦး